အမေရိကန်မှာခြေမိုးနေတဲ့စမိုင်းတို့ထက်သားတဲ့အင်ဂျီနဲ့မြန်မာနိုင်ငံမှာခြေမိုးတော့မဲ့နန္နာလိုင်တို့မိသားစု MCL ပြိသက်များလုံးမဲ့မင်္ဂလာပါရှင်ပြိသက်များရှင့်နန္နာလိုင်ကတော့ဘဝတစ်လျှောက်လုံးမှာအပေါ်စင်းစမ်းတဲ့အနေထားကနေသာနေထိုင်လာခဲ့ရတဲ့သူတယောက်ပါမင်းသမီးဖြစ်ရက်တည်းရဲ့ချိန်မှလည်းအသားရေယုံရေခန္ဓာကိုယ်ပါတစ်ခုမှမရှင်နိုင်အောင်ထိတ်တန်းမင်းသမီးဖြစ်လို့နေခဲ့ပါတယ် အမှုပညာလုပ်တွင်လုံးလုံးဝလို့အိမ်အောင်ပြုတဲ့ခါမှာလေမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစင်ရင်ဝင်ဇီကဘာမီသားစုရဲ့သားနဲ့လက်ထပ်ထိမ်းမြနိုင်ခဲ့တာပါနန္နာလိုင်းနဲ့ဦးတီဇေတီဟာတို့လက်ထပ်ခဲ့တာဆိုရင်73နှစ်ကျော်ရှိလို့သွားပါပြီ73နှစ်ကျော်အတွင်းမှာနန္နာလိုင်းကအမှုပညာလုပ်လဲမလုပ်တော့ဘဲတမိ3ယောက်ကိုသာပြုစုနေတာပါရှင်းနှစ်ပိုင်းတွေမှာဦးဇေတီဟာကအထင်းသိမ်းခံထားရမှုစီးပွားရေးလုပ်ငန်းတွေကစားတမိ3ယောက်ကိုနန္နာလိုင်းတယောက်တည်းကသာဦးစီးနေခဲ့ရတာပါဦးဇေတီဟာကပြန်လွတ်လာပြီဖြစ်တဲ့အတွက်လုပ်ငန်းတွေကို ဦးစီးနေပြီဖြစ်တယ်လို့တမိ၃ရောက်အတွက်သူညီရထားတဲ့အရာတွေလည်းစတင်လုပ်ကင်နေပါပြီဦးစီးတီဟာကနန်းနာလိုက်နဲ့တမိ၃ရောက်အတွက်နန်းတော်ကြီးတပွဲကြီးမားတဲ့အင်ဂျီတလုံးကိုစောက်ပေးနေတာပါအိမ်ကအခုလက်ရှိမှာရှုပ်လုံးပေါ်နေပြီဖြစ်ပေမဲ့ပြီးမြောက်အောင်တော့မစောက်ဝသေးပါဘူး တိန်ကြီးကမြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်ကြီးတစ်ခုစာလောက်ကိုကြီးကျယ်ပြီးကျယ်ဝန်းတာပါအသေးစိတ်ပြင်ဆင်နေရတာဖြစ်တဲ့အတွက်ပြီးမြောက်အောင်စောင့်လို့မပြီးသေးပါဘူးဒါအပြင်အိမ်တစ်ခုတည်းမဟုတ်ပဲဧကများစွာကျယ်ဝန်းတဲ့ခြံကြီးရဲမှာလည်းအလားစင်ပြီးအပန်းဖြေဖို့နေရာတွေပါပြင်ဆင်သွားမှာပါအကျန်းဒေတာပေါ်နေသေးတဲ့နနာလိုင်းတို့ရဲ့အိမ်ကရုပ်လုံးပေါ်လာတဲ့အချိန်မှာတင်ဘလောက်ထိကြီးကျယ်ခံနာပြီးလှပမလဲဆိုတာကြိုတင်ခံမနိုင်တဲ့အနေအထားဖြစ်ပါတယ်ဒါအပြင်ခြံဝန်းကလည်းအရှမ်းကိုကျိန်လုံးကခြံဝန်းထဲမှာအပန်းဖြေတာတွေလည်း လေးခုလောက်ကိုလှုပ်ထားတာပါ။နန္နာလိုင်ကပန်းဆိုင်တာမို့တစ်ခွာချန်နီလည်းတီးတန့်လှုပ်ထားခဲ့တာပါ။ချန်ဝေါ်ကျေရဲမှရှိကူကန်နဲ့အပန်းဖြေစခန်းတွေလည်းပါဝင်ပါပါ။ကျေငါပွင့်ရထားတဲ့ဟိုတယ်ကြီးတွေမှာရှိတဲ့အပန်းဖြေနိုင်မယ့်အရာအားလုံးကိုချန်ဝေါ်ကျေရဲမှအကုန်ရရှိမှာပါ။အပန်းဖြေဖို့အတွက်တစ်တော်စိမ့်ဆိုတဲ့နေရာတွေကိုတကူတကသွားစီရမလို့ပဲချန်ဝင်းထဲမှာအေးအေးဆေးဆေးကြီးနိုင်မှာပါ။ဒါအပြင်တရားတစ်ခုကိုလည်းချန်ဝင်းထဲမှာတိစောက်ထားခဲ့ပါရယ်။ဒါကြောင့်မလို့နန္နာလိုင်တို့ရဲ့ချန်ကြီးကအတိုင်းစားမရှိအောင်ကိုကျေလွန်းနေလို့တောင်ပြောလို့ရပါရယ်။ဒါ ကြောင့်မလို့လည်းအချိန်ယူကခြံဝန်းကြီးကိုဆောက်လုပ်နေရတာဖြစ်ပါတယ်။ဦးစီတီဟာကအဆိုပါအင်ကိုတမိ၃ရောက်အတွက်ရှိညွန်းကဆောက်လုပ်ထားခဲ့တာပါ။ဒါကြောင့်မလို့နနာလိုင်းတို့ရဲ့အင်တကြီးကအမေရိကန်မှာနေထိုင်နေတဲ့စမိုင်းတို့ထက်တောင်ကြီးကျယ်ခန်းနာသွားပြီလို့ဆိုရမှာပါ။စမိုင်းတို့ကအမေရိကန်မှာဒေါ်လာတန်းနဲ့ချီတဲ့အင်ကိုဝယ်ထားတာပါ။စမိုင်းတို့အင်ကကြီးကျယ်ခန်းနာသလိုအင်ထဲမှာဆိုရင်လည်းရုပ်ရှင်ရုံးကျင်း၊ beauty salon ၊ဘားနဲ့တခြားစိန်ခံပစ္စည်းမျိုးစုံကိုထည့်ထားတဲ့အင်ကြီးဖြစ်ပါတယ်။ဒါပေမဲ့အခုဆိုရင်စမိုင်းတို့ရဲ့အင်လို့မြန်မာနိုင်ငံ မှာလည်းနန္နာလိုင်တို့ကလူတကာငေးမောကြီးရတဲ့အင်ဂျင်နဲ့နေထိုင်ရတော့မှာဖြစ်ပါတယ်။အမေရိကမှာအချိန်မိုးနေတဲ့စမိုင်းတို့ထက်သာတဲ့အင်ဂျင်နဲ့မြန်မာနိုင်ငံမှာအချိန်မိုးတော့မယ်နန္နာလိုင်တို့မိသားစုပေါ့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းလူပညာဆိုင်ရာအကြောင်းအရာတွေနဲ့လက်တလုံးဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။